MSP သူလဲနာမည်ကြီးတဲ့အမတယောက်ပဲပေါ့နော်ကို့ပုံနေပါတင်လို့ရှိရင်ဘာတစ်ခုမှလိုက်လဲလာမပေးဘူးအသေးလည်းမပေးဘူးတခါတလေကို့အမြင်လေးပါလေးပေါ့နော်နည်းနည်းလောက်လေ sharing လုပ်ပြီးကိုကလေတခါကျကို့ခန်းစားချက်ကလေးပါလေးပေါ့သူများကတိုက်ခိုက်ပြီးရေးတာလည်းမဟုတ်ပါအဲ့လိုလေးရေးလိုက်ပြီးဆိုလို့ရှိရင်တော့လေသူကလေအကန့်နေအကန့်နေလာရေးတာ comment မှာလေတိတ်အောင်ဆဲထားတာနော်အပြစ်မှတွေ့လဲတွေ့လဲတော့ ဟာအမအပင်းနေတော့တိလောအမပြုံးတော့ကြောက်အောင်ဆိုဟေးငါ့ကိုဆဲထားတာသူပါပေါ့နော်ဟုတ်တာမှန်တာပြောလို့ရှင်ကမစွာဘူးမဟုတ်မမှန်သိတယ်မလားပြောနေလို့ရှင်ကပြန်ပြီးတော့စွာခြင်းနေပေါ့ MSB အတော့တင်းလို့လဲဒီလိုရချင်းနိုင်တာပေါ့နော်ဟိုအဲတကယ်ဟိုပထမဦးဆုံးအင်တာဗျူးတော့ဆိုရင်အားလေဟိုဘယ်လိုပြောမလဲဘက်ကောမန့်လေးတစ်ခုတော့မရှိဘူး2 million အထိပောက်တယ်ပေါ့နော် အဲအဲ့လိုမျိုး back comment တခုမှမရှိဘူး okay အဲ့ဒီနောက်ပိုင်းမှာမတခါကြားတဲ့မှာမတခါကြားရင်ဟိုလူအဲလူအားကြောက်ပါလေဟိုအဲ interview တခုဖြည့်နေအောင်မှာတော့ mic တွေအများတိုင်းဖြည့်လိုက်တယ်ဆိုတော့ဒီဘက်မှာ account ဖွင့်ဒီဘက်မှာဆဲနေတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ပထမအုပ်ဆုံး interview ကအရန်ပျော်တာ တကယ်တည်းလားလောမှာလည်းပက် comment တခုမှမရှိသလိုတကယ်မိကက်စီကအကြီးတွေရလဲလေအာ comment လေးတွေရေးပေးတယ်အာပြောတာပျော်တယ်ပေါ့နော်ကိုစူးစမ်းမှုအတိမတ်ပြူတယ်ပေါ့နော်ဂျားထဲမှာနည်းနည်းအဲ့လိုပေါ့နော်ကရက်ထတာလေးတွေဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့ကြော့ရဲ့ဝစားစင်ရင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကဒီနေ့ဆိုရင်ကမ္ဘာလေးလုံးကြုံနေရပေါ့နော်အဲ့လိုမျိုးအရင်ဆိုရင်ပုံမှန်ဆိုလို့ရှိရင်ကျောကလည်းကိုယ်စိတ်ကိုကိုယ့်ကိုကိုယ့်အကိုထင်တာကအဲကိုနဲ့ကလည်းအဲ့လိုကျောကဒါမျိုးတွေဝေလို့ရှင်လဲလေကြာကြာမွန်းနိုင်အဲ့ ဇက်ကြောတွေတက်တာအမှန်ကတော့ကျမ်းမာကြီးじゃပြင်သူကကြပြန်တော့ဒီအလှူတွေမှာလမ်းလျှောက်တာဆိုလို့ရှင်လဲအဓိကကို့မားကတ်ကိုကိုဖောက်တာပဲโอเคငါသူများတက်ဘလို့ငါ့ကို attention ရအောင်လုပ်မလဲပေါ့နော်လူစိတ်ဝင်စားမှုဘလို့ရအောင်လုပ်မလဲအဲပြီးရင်ငါ့ကိုလူတွေသဘောကျအောင်ဘလို့လုပ်မလဲပေါ့နော်အဲ့ခါကျတော့ကဲငါဒီအလှမှာဒါလည်းအဲ့ဒါလည်းတကယ်လည်းစေတနာပါအဲ့ဒီဟာကလည်းလေ market ဖောက်တယ်ဆိုပြီးတော့ညာလည်းစေတနာပါမှလည်းဘယ်အရာမဆိုးရလေတကယ်ထိရောက်တာဒီလားတကယ်တော့လေအဲ့ဒီ6လက်မှ ထောင်းနေရလေလမ်းလိုက်လျှောက်ပြီးထီးဆောင်ပေးဖို့ဆိုတာကလေတကယ်မလွယ်တဲ့ကိစ္စနော်ပေးအောင်ညောင်းတာနော်ဒါမဲ့လေကိုကလှကျင်လို့ကွယ်လိုက်တယ်ပြီးကြလို့ရှိရင်ဟိုဒါတောက်လျှောက်ကသူတို့ကတင်ငန်းပိုက်ထားရတဲ့အတွက်ကလေးတယ်အဲ့တော့မျက်နှာကြီးနေတောက်လျှောက်ထိုးနေဘာဖြစ်ကိုဘေးနားကနေထီးလိုက်ဆောင်းပေးတဲ့ခါကသူတို့အပူတက်တာတယ်ပေါ့နော်အမှန်တော့တေးအောင်ပင်ပန်းတာနော်ဒါပေမဲ့အဲ့လိုပင်ပန်းရတဲ့ခြေထဲမှာတော့ကျောင်းကမြန်မာဝတ်စုံနေတော့ကျောင်းမရှောက်နိုင်ဘူးဒါအမှန်ပြော မြမဝိဆောင်ဆိုလို့ရှိရင်ကိုကနော်ကိုမရှိတဲ့အတွက်ကခွက်တေးထဲရတယ်ဇာတောင်တင်းပြီးတော့ကွယ်ပြီးကြလို့ရှိရင်ဟိုပြီးရင်နောက်တစ်ခုကပါလဲဆိုတော့ဒီဇိုင်နာချုပ်တွေဆိုလို့ရှိရင်တိတဲ့အတိုင်းပဲလေလုံးဝ fit ဖြစ်နေတာလေအဲ့ဒါကိုမှဒီလန်တပတ်ရှောက်တဲ့ဥစ္စာကိုတော့ကျော်ကတော့မရှောက်နိုင်အဲ့တော့ကိုပော့ပါပြီးတော့ကိုနဲ့အစဉ်ပြင်မဲ့ဝေစားမျိုးဝတ်ပြီးတော့ရှောက်တဲ့အဲ့ပုံမှာဝေဖန်မှုတွေအများကြီးခံရတယ်တခုမှအကောင်မပြောဘဲနဲ့လေအစဲခံမှုတွေအဲ့ဒါမျိုး ကုန်လုံးကောင်းနာလဲပြောခံရဦးလို့ဆိုတော့အရန်ကိုတော့ဟိုနေတက်နေပေါ့နော်အဆင်ပြေသွားပြီပေါ့ရှင်ဟုတ်ကဲ့ဒီရဲ့ဘက်ကွန်မန့်တွေကိုတော့ငါကလည်းလုံနိုင်သွားတဲ့ဒါတယောက်ပေါ့အဲဟုတ်တယ်ဒါပေမဲ့တခါရေးစမ်းနေတော့အဲ့မှလေမနေ့ရက်တုန်းကမှတက်လာတယ်ဆိုတော့အောက်ကနေလေဝင်ရေးကျင်တာသေးလားဒါပေမဲ့လေရေးပြောအော်ထားလိုက်ပါတော့လူဝဲလေနော်အများတိုင်းတော့လည်းသိရမလားဟွာမဖြစ်နိုင်ဘူးလေနော်အခါကြာလို့ရှင်လဲပြန်ပြီးတော့စွာမိတာလေးတွေလည်းရှိတာပေါ့နော်စွာမိတယ်ဆိုတာလေ ဟုတ်တာမှန်တာပြောလို့ရှင်อ่ะမစွာဘူးမဟုတ်မမှန်သိတယ်မလားပြောနေလို့ရှင်อ่ะပြန်ပြီးတော့စွာခြင်းနေပေါ့เนาะအဲ့လိုမျိုးလေကိုကလည်းငကိုတွေကလည်းစွာစွာဆိုတော့လေအမေတော်တော်ထိုင်လိုက်ပါပြီခုနောက်ပိုင်းอ่ะလေဟိုကဲဟိုဟိုဘယ်လိုပြောရမလဲစကနေရန်ရှဲသိရမလားအကုန်လုံးလည်းသိရမလားဟိုမတုံ့ပြန်တာအကောင်းဆုံးပဲဆိုတဲ့ဥစ္စာနဲ့ပေါ့เนาะတော်တော်လေးဟိုဟာဖြစ်တဲ့အာကို့အကြောင်းမဟုတ်မမှန်နေပြောနေတယ်ရေးနေတယ်ဟိုဟာဖြစ်နေတယ်ဆိုလို့ရှင်ဖြစ်မယ်ဆိုလို့ရှင်ကပွဲရလေအမလီ ြီးမှမဟုတ်ဘူးပွဲကလာလာတဲကြတာတော့အကြီးအကျယ်တဲတာပွဲတဲတာများဟိုဒီကနေတောင်မဟုတ်ဘူးเนาะမနိုင်ငံသားနေတောင်မှပွဲကတဲတာအဲ့ဆိုတော့ဒါပေမဲ့ဘလောက်ပွဲပွဲတဲတယ်อูต้องจ่ายชาได้อ่ะไม่รู้จ้ะยันนี่มันผิดจริงเนาะยันนี่แหละมันผิดไหนเนาะอูโหมันผิดมันผิดไหนน่ะเราไม่เข้าปูเลยเนาะมันผิดจริงน่ะผิดเลยก้าวจูแล้วไม่สิกว่าพี่เห็นหน้าตะคู่อ่ะเลยโหดีโลรีผิดพี่รอออนไลน์มาปลุเปลี่ยนเลยสรว่าแหละเลยโห ကောင်းတော့ရလက်ကြီးနဲ့လဲဘလူပြန်တော့ပြီးရင်ကွာဟိုအကုံလုံးကလည်းတည်တယ်မလားပျော်နေကြတာမဟုတ်ဘူးလေအဲ့ချိန်မှာစိတ်တော့ကရီလဲတလားအယောက်မခံနိုင်ဘူးတရားအဲ့တော့ဘာပြောပြောအဲ့လိုမသိချင်မဲစောင့်ထားတော့လေကိုအခုပဲပေါ့နော်အခုပဲပိုးစိုးပတ်သက်တီးပြောဆိုပြီးတော့အခုပဲအာတည်တယ်မလားအာပြောပြီးရင်နောက်တစ်ခေါက်တက်လာကျဟဲ့မလေးချစ်နေပြီတို့သဘောကျနေပြီတို့ comment တွေလေး screenshot တွေရိုက်ထားလာခါကျတော့ထုတ်ကြည့်ပြီးရှိတာတည်လားအော် ဲ့တော့မှလည်းအဲ့ဒီလိုတွေတွေ့လာတဲ့ခါကျတော့ပို့ပြီးတော့လေနေတက်သွားတာတည်လားတော်ဝင်ကပါရပါတကယ်ဘာလို့တော့လေဟာကွန်မန့်မှလေးတိတ်အောင်ဆဲထားနော်အပြစ်မှတွေ့လဲတွေ့လဲတော့ဟာအမအပြစ်နေတော့တည်လားအမပြုံးတော့ပေါ်ကြောင်းအောင်ဆိုဟင်းငါ့ကိုဆဲထားတာသူပါပေါ့နော်အေးအဲ့လိုမျိုးတွေလည်းကြုံဘူးလေကွယ်ဒါအချင်းချင်းတော့ကို LGBT အချင်းချင်းဟောနော်တချို့ကြလည်းရန်တန်ပြီးတော့နော်ပြောလိုက်ကြတယ်ဆူလိုက်ကြတယ်ပြီးလို့ရှိရင်အေးအဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်ဆိုအခုနောက်ပိုင်းဆိုတကယ်တိလား ဘယ်သူ့ရဲ့ကောင်းခြင်းဆိုခြင်းတစ်ခုမှဝင်မရေတော့တာဘယ်ပွဲပဲဖြစ်ဖြစ်အရင်ကမရဘူးတလားငယ်လဲငယ်တော့လေတခုခုဟုတ်တယ်ဘာမှလို့ငေါမသိတာဘလို့ဘာဘာဘာဆိုအခုဆိုတကယ်ပဲဘသူကိစ္စမှဝင်ပြဘာပွဲပဲဖြစ်ဖြစ်ဟာဟာတလုံးတောင်မှမပေးတော့တာတကယ်သူများပေးတာပြဿနာမရှိဘူးเนาะအဲ့လေပွဲတွေမှာလေကြော်ပေးလိုက်ပြီးတော့ကြော်ရေးလိုက်တယ်တော့ခါကျရင်လေ ကိုကလည်းအခွီပေါ့နော်စတိတက်လေးပါတင်လိုက်ဆိုဟာအဲ့အောက်ကလည်းဘသူဖန်ပါဘနေကပါပယ်တော့ကအဲ့လိုကြဘယ်ကဘလို့ရောက်လာလဲမသိဘူးနော်တကောက်ဆိုလို့ရှိရင်အဲ့အဲ့အမကြီးတယောက်ဆိုကြောက်လည်းဘလော့ပါဘလော့ပလိုက်တာသူလည်းနာမည်ကြီးတဲ့အမတယောက်ပဲပေါ့နော်ကို့ပုံနေပါတင်လို့ရှိရင်ဘာတစ်ခုမှလိုက်လဲလာမပေးဘူးအသေးလည်းမပေးဘူး တခါတလေကို့အမြင်လေးပါလေးပေါ့နော်နည်းနည်းလောက်လေး sharing လုပ်ပြီးကိုကလေတခါကျကို့ခန်းစားချက်ကလေးပါလေးပေါ့သူများကိုတိုက်ခိုက်ပြီးရေးတာလည်းမဟုတ်ပါအဲ့လိုလေးရေးလိုက်ပြီးဆိုလို့ရှိရင်တော့လေသူကလေအကန့်နေအကန့်နေလလာရေးတာဒါကဘယ်လိုကဘယ်လိုဘာကဘယ်လိုကဘယ်လိုဆိုတော့လေအော်ဒီလူမျိုးကငါနဲ့ friend ဖြစ်နေလဲငါ့အတွက်ကောင်းချိုးလည်းမရှိတော့ဘူးဆိုတော့ကဲအဲ့ဘလော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 ့လုပ်လိုက်လေအဲ့ဒီလူမျိုးကလေတီးတန့်ရှိတဲ့အခါကျတော့ကိုလည်းအခုနောက်ပိုင်းတော့တော်တော်လေးကိုထိန်လိုက်တယ်ဘာကိစ္စမှဘသူကိစ္စမှမဝေဖန်မိအောင်နေတယ် ဝင်မပြောမိအောင်နေတယ်တကယ်အဲ့ဒါကိုတော့တော်တော်လေးတော့ကြော်ထိတ်လေးထိတ်နိုင်သွားပြီလို့ထင်တယ်တကယ်တကယ်ဒါပေမဲ့တစ်ခါလေကျရင်ကိုယ်တော့အဲ့လိုပေါ့နော်ဟိုအရန်ပြောနေတဲ့ဟာမျိုးတစ်ခါကျရင်ကိုယ်လည်းနည်းနည်းထောင်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 ဖြစ်နေတာပေါ့နော်အဲ့အဲ့စိတ်ကိုကတော့မနေတော့ချိုးတော့ချိုးနိုင်လိုက်ပါတယ်ဟဲ့အဲ့လိုမျိုးဟုတ် မြန်မာစတာပါစား